ဥဇာပါတဲ့အလုတ်တွေလောက်ပါအလုတ်တွေလောက်ပါဒီယခုယောဂီတို့ကိုတရားဟောရင်လည်းပဲလေတွေကိုဘယ်လိုလုံးကြဘုရားတွေကိုဖြင့်ဘယ်လိုလုံးကြလို့ပဲတိုက်တွန်းတယ်ပွေးတင်ပြီးဘာမအောင်မြင်တာတော့စဘာမအောင်မြင်ရင်ပွေးတင်လာဆွတ်တောင်းလိုက်လို့တခါမှမပြောဘူးပါဒါပြင်ယောဂီတို့ကတချို့ကအထင်လွေးတာရှိတယ် ။အိုးဘွေးလေးငပြူးသည့်သုံးပြီးအုံးသည့်တလုံးတင်လိုက်ရင်ပြီးပြီတင်တာအမိုက်တောင်ရှုပ်တယ်။အမိုက်တောင်ရှုပ်တယ်လိုက်သိမ်းရတာအလုတ်ရှုပ်တယ်။တကယ်ပြောရရင်အဲ့ဒါသည်ပန္ဒရာဘယင်မန်ကြီးရဲ့ဖလိုဆိုဖီပဲ။ဘယင်မန်ကြီးတို့ကလည်းဒီဝါဒရှိတယ်အလုံးလုံးတဲ့ဝါဒရှိအလုံးလုံးပါဆိုတဲ့ဝါဒရှိတယ်။ မဖြစ်မဖြစ်ဖြစ်အောင်လုပ်တယ်ပေါ့ဆရာတော်ဘုရားကြီးကလည်းဗရိလေးကံပြီးတော့ဖြစ်လာဖို့ပေါ့ထိုင်ဆောင်မနေဘူးပုံစံမကြဘူးထင်ရင်ဟောရန်ကုန်ကနေကားနဲ့မမိုးမပန်းဒီကြည့်လာတယ်အနည်းဆုံး6နာရီခဏနာရီလာရဒီမှာတခါတည်းရောက်တာနဲ့မိုးလိုက်တာဆိုပြီးတော့အခန်းထဲဝင်အဲ့မနေပါဘူးရောက်တာနဲ့တခါတည်းဒီတန်းစီတခါတည်းတန်းလာတာပဲအော်တယ်မှာဇင်ခံမနေဘူး ဘယေမာကြီးကေပါလို့လေတခွမ်းမှမပြုအဲ့ဒါဒီပင်လျင်ဘယေမာကြီးတို့ရဲ့ဝါဒစရောဖယားကြီးတို့ရဲ့ဝါဒသန္တနာဖလိုဆိုဖီလို့ခေါ်ပါတယ်ဒါဆိုရင်တပည့်သံသမီးဖြစ်တဲ့ဘုမိုးတော်ယောဂီသူတော်စင်တော့ကလည်းဘာလိုက်နိုင်ရမလဲဩဆရာတော်ဘယေကြီးကဝီရိယအလိုကောင်းနေအလုံးလုံးရဲ့ဝါဒသာဖြစ်နေ ထန်ပြီးတော့ဆွတ်တောင်းနေတဲ့ဝါဟန်ပေါ့ဘူးငါတို့လည်းအလုံးလုံးရမှာပါလို့လားတေချာအောင်လုပ်ရမယ်စစ်ဆန်အောင်လုပ်ရမယ်အဲ့ဒီမှာကျွေးအခေါ်ကိုလုပ်ပြီးတော့ဟောလို့တော့ကောင်းတယ်မှာဖြစ်တယ်